မင်္ဂလာပါဆီအန်အိုင်တရင်ထဏာရဲ့2025ခုနှစ်မလ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ကမ္ဘာ့ရေအာအိန္ဒိယကောင်စီနဲ့မြန်မာနိုင်ငံရှိပါတီတွေ NSPNC နဲ့ EU တို့တွေ့ဆုံပြီး Federal Snit နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေအပေါ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းမီဇိုရန်ပြည်နယ်ကဘိုအစိုးရထံကနေငြိမ်းချမ်းရေးအဖို့စုရရှိဖို့ကြိုးပမ်းခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခကြားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ကမ္ဘာ့ရေအာအိန္ဒိယကောင်စီနဲ့မြန်မာနိုင်ငံရှိပါတီတွေ NSPNC နဲ့ EU တို့တွေ့ဆုံပြီး Federal Snin နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေအပေါ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံရဲ့ Think Tanks အဖွဲ့ကြီးဖြစ်တဲ့ကမ္ဘာ့ရေအာအိန္ဒိယကောင်စီ ICWA နဲ့မြန်မာနိုင်ငံရှိပါတီတွေ NSPNC EU တွေတွေ့ဆုံပြီး Federal Snin နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေအပေါ်တွေ့ဆုံဆွေးနွေးကြပါတယ်။ ဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို2025ခုနှစ်မတ်လ18ရက်ကမြန်မာနိုင်ငံရှိအိန္ဒိယတန်ယုံရဲ့အိန္ဒိယစင်တာမှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူပေါင်းအနေနဲ့ Federal Senate အရေးလူမျိုးပေါင်းစုံနဲ့ဘာသာစကားပေါင်းစုံ Federal Senate ကိုစီမံခန့်ခွဲရမှာအိန္ဒိယရဲ့အတွေ့အကြုံတွေအားလုံးပါဝင်တဲ့အုပ်ချုပ်မှုနဲ့အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်တွေ အိန္ဒိယဖက်ဒရယ်စနစ်နဲ့လူမျိုးစုမတူကွဲပြားမှုတွေအရေးစတဲ့ကောင်းစဉ်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါဗယ်အဲ့ဒီဆွေးနွေးပွဲကိုမြန်မာနိုင်ငံဘက်က NASA ကရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်အပါအဝင်ကိုယ်စားလှယ်၃ဦးတနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစေးသဘောတူစာချုပ် NCA ထိုးထားတယ်။လက်နက်ကိုင်ခွနပွဲတွေက၅ဘွဲကဒေါ်စောမြရာဇာလင်း၊နန်းရင်ဆို ဘုံမူကြီးစောကြောညရဲဘော်မျိုးဝင်ဘုံမူကြီးခွန်ဦးကတို့တက်ရောက်ခဲ့ပါတယ်အဲဒီလိုပဲနိုင်ငံရေးပါတီတွေဘက်ကပြည်သူ့ပါတီဥက္ကရာဦးကူကိုကြီးရခိုင်ဦးဆောင်ပါတီဥက္ကရာဒေါက်တာအေးမောင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဒုဥက္ကရာဦးထောင်ကျော်တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဆိုင်ထီအောင်ရခိုင်မျိုးသားများပါတီဥက္ကရာဦးတထွန်လာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတော်ခင်စောဝေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းစာရေးဆရာဦးကျော်ဝင်း USTB ကဦးခင်မောင်စို ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကဥစောတမ်းမြင့်ကိုတက်ရောက်ခဲ့ကြပါတယ်။အိန္ဒိယဘက်ကတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်မကြီးနဲ့ Think Tanks အဖွဲ့ကကုစလေတွေတက်ရောက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအင်အားစုတွေဟာ Federal ဆိုင်ရာဆွေးနွေးမှုတွေကို2024ခုနှစ်နိုဝင်ဘာ9ရက်မှ9ရက်အထိအိန္ဒိယနိုင်ငံကိုတွားရောက်ကလေ့လာခဲ့သေးပါတယ်။အိန္ဒိယခီးချင်းမှာနိုင်ငံရေးပါတီ7ပါတီတိုင်းဒေသလက်နက်ကိုင် EU 6ဖွဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညာရေးဖော်ဆောင်ရေးညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌနဲ့အတွင်ရေးမှူးပြည်내တင်းမြင့်ရေးနဲ့ညီညာရေးစင်တာ CPR တို့ကကိုယ်စားလှယ်20ကျော်ပါဝင်ခဲ့ပါတယ်အိန္ဒိယခီးစဉ်ရဲ့အဆက်ကို2025ခုနှစ်မတ်လ18ရက်မှာမြန်မာနိုင်ငံရန်ကုန်မြို့ရှိအိန္ဒိယစင်တာမှာဒုတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။မြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကနေဘယ်လိုထွက်မလဲဆိုတာကိုစဉ်းစားရမယ့်အချိန်ဖြစ်တယ်လို့ပိုးမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နတ်ဆက်ကတနီးအဖြစ်မြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကဘယ်လိုထွက်မလဲဆိုတာကိုစဉ်းစားရမယ့်အချိန်ဖြစ်တယ်လို့ပိုးမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌခုံမြင့်ထွန်းကဆေးရနိုင်တဲ့ထဏာကိုပြောပါရယ်လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခင်းကျင်းရာဘိုးဆိုးရအနေနဲ့တိုင်းဒါလက်နက်ကင်တွေအပေါ်ဘလောက်ပေးနိုင်လဲဆိုပြီးမေးခွန်းထုတ်နေကြသလိုတစ်ဖက်မှာလည်းနတ်ဆက်ကအနေနဲ့ပြပိုင်ခွင့်မရှိကြောင်းထောက်ပြကြပါရယ်နတ်ဆက်ကအနေနဲ့ပြပိုင်ခွင့်ရှိတယ်လို့ထင်နေတာဟာလွဲမှားတဲ့အယူဆဖြစ်ကြောင်းအဲ့ဒီလိုပြဖို့လုတ်ပိုင်ခွင့်မရှိကြောင်းအခုအချိန်ကမြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကဘယ်လိုထွက်မလဲဆိုတာကိုနတ်ဆက်ကအနေနဲ့စဉ်းစားရမယ့် ထင်ဖြစ်တယ်လို့ပိုးမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကဆီယန်နိုင်တဲ့ဌာနကိုပြောပါရတယ်။ ဒီစက်ကောင်စီအနေနဲ့လည်းသူကပေးခွင့်ရှိတဲ့လူကိုဖြင်းနေတာလေအဲ့ဒါကိုလွဲမှားတဲ့အယူဆပါတခြားလုံးမှာကျွန်တော်တို့တိုင်းပြည်မှာကအစိုးရကြီးကပေးတဲ့လူဖြစ်ပြီးတော့ဂျန်တဲ့လူတွေကဂျူဝါတဲ့လူဖြစ်ခဲ့စက်ကောင်စီရဲ့တရားဥပဒေမမွန်မှုကထားပေါ့သူကစစ်တပ်ကအနာသိမ်းတာတော့စစ်တပ်အနာသိမ်းတာတော့နိုင်ငံရေးဆွေးနွေးခွင့်မရှိတဲ့စစ်တပ်နဲ့စစ်တပ်ကဖွဲ့ထားတဲ့စက်ကောင်စီတွေကအဲ့ဒီအလုပ်တွေလုပ်ခွင့်မရှိဘူးပေါ့နော်ကျွန်တော်တို့ကအဲ့လိုမျိုးလုံးဝတရားမဟုတ်အဲ့လိုပဲကျွန်တော်မြင်ပါတယ်တခြားဟိုစက်ကောင်စီနဲ့ကြတော့လေ ကျွန်တော်တို့ကသဘောထားတွေအများအားလုံးပါကျွန်တော်တို့က aggressive ဖြစ်နေတာတော့မဟုတ်ဘူးလောက်ပိုင်လုံးမရှိတဲ့ဟာကိုတုံးနေတာကလွဲတာပေါ့လေဒီကတော့ဒီချိန်တော့မှကျွန်တော်တို့ဒီစစ်တပ်ကနိုင်ငံရေးကဘယ်လိုထွက်မလဲဆိုတာကိုသိကောက်စရာရှိနာမှာဖြစ်ပါဘိုးဆိုးရအနေနဲ့တိုင်းတလက်လက်ကင်တွေအပေါ်ဘလောက်ပေးနိုင်လဲဆိုတာဟာအရေးကြီးတဲ့ကဏ္ဍမှာရှိနေကြောင်းငင်းငင်းလုံငယ်စင်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကဆင်ရနိုင်တဲ့ထဏာကိုပြောပါရစေ။ 都下来，伊记得讲到嘛，心里头嘞。吉那路，也弄龙安出了新县，你恩施龙安镇，人家伊龙安镇，吉那路水泥路也清嘛。阿第二个，吉那路个樟树了，个咯，吉么多个南岸区古草木嘛，树花叶，吉那路樟树了。 တောင်းဆိုတဲ့ခါကျသူတို့ကလည်းကျွန်တော်တို့စုတ်ခွာမယ်ဆိုရင်ခမည်းတော်ရောခမည်းတော် EU ရောဒီဘယ်လိုလဲခမည်းတော် EU ရောလက်နဲ့ဆက်ကင်ထားမှာလားခမည်းတော် EU ရောလက်နဲ့ဆက်ကင်ထားသမျှကာလပတ်လုံးကျွန်တော်တို့ကဘယ်လိုလုပ်စုတ်ခွာမလဲအဲ့လိုမျိုးပြောတယ်အဲ့ဒီတော့ကျွန်တော်တို့နှစ်ဖက်ကနှိပ်ပြီးတော့မှအဲ့ဒီတော့ဟိုမူကျန်းလုတ်ထားတာက15နှစ်စီမံကိန်းအဲ့ဒီ15နှစ်စီမံကိန်းမှာနှစ်ဖက်ဘယ်လိုနှိပ်ကြမလဲနှစ်ဖက်ဘယ်လိုလက်နဲ့ကင်တဲ့အဆင့်ကနေဘယ်လိုစုတ်ခွာကြမလဲဆိုတာတွေကျွန်တော်တို့ညှိနေကြတယ် 真不赖，那打没比得我呀！啊、嗯，你像那如打地呀，比方我就包东西吃，呃，菜比的甜多，没比得过。那他石头茶劲，对，他四川人不起得。哎，一吃嘛，底下那灯笼片了了包。 NASA ကဥက္ကဋ္ဌပို့ချုပ်မှုကြီးမင်းအောင်လိုင်ကတော့တိုင်းတလက်နက်ကိုင်အဖွဲ့အစည်း EO တွေအနေနဲ့မဖြစ်နိုင်တာကိုမတောင်းဆိုဖို့နဲ့ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုဆွေးနွေးညှိနှိုင်းရမယ်လို့2025ခုနှစ်မတ်လ9ရက်ကရုရှားနဲ့ဘယ်လားရုစ်ခီးစဉ်အပြန်လိုင်းရင်ပေါ်မှာပြောကြားခဲ့ပါတယ်။တိုင်းတလက်နက်ကိုင်နေဒီမိုကရေစီအင်အားစုတွေကမြန်မာတပ်မတော်ကိုနိုင်ငံရေးကထွက်ခွာဖို့ရွေးကောက်ခံမဟုတ်ပဲလွှတ်တော်မှာ25ရာခိုင်နှုန်းနေရာယူထားမှုကိုလက်လွတ်ဖို့အရသာအုပ်ချုပ်ရေးအောက်မှာတပ်မတော်ကိုထားဖို့စသဖြင့်တောင်းဆိုလျက်ရှိပါတယ်။ အဲ့ဒီလိုပဲအာရကတက်တော် AA က Confederation တနည်းအားဖြင့်ဝါ UWSC ရရှိနေတဲ့အစင်တန်းထက်မနေနဲ့နိုင်ငံရေးအစင်တန်းကိုအတိမတ်ပြုဖို့အဲ့လိုမှမဟုတ်ရင်တရားလွတ်လပ်ရေးကိုတွောင်းနိုင်ကြအောင်ပြောကြားထားပါတယ်။ TNL ကလည်းတစ်တုံညာနှစ်ခုဆစ်စင်ရင်နဲ့အတူတင်ပိုက်ထားတဲ့နေမီတွေကိုစူးစီးပြီးပလောင်ပြည်နယ်သတ်မှတ်ပေးဖို့တောင်းဆိုထားသလိုဝါကလည်းလက်ရှိရရှိထားတဲ့အုပ်ချုပ်ရေးအာဏာအပြင်ဝါပြည်နယ်သတ်မှတ်ပေးဖို့တောင်းဆိုလျက်ရှိပါတယ်။ KIA ကတော့ Federal ထက်ကျော်လွန်တဲ့ဆွေးနွေးမှုတွေကိုပြုလုပ်လာလိမ့်မယ်လို့အထည်ပေးထားပါတယ်။ ရှန်နန်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မီဇိုရန်ပြည်နယ်ကဗဟိုအစိုးရထံကနေငြိမ်းချမ်းရေးအဖို့အစုရရှိဖို့ကြိုးပမ်းခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မီဇိုရမ်ပြည်နယ်အစိုးရဟာဘိုးအစိုးရထံကငင်းငင်းရေးအပေါ်စုရရှိဖို့မလ16ရက်ကကြိုးပမ်းခဲ့တယ်လို့ The New Indian Express သတင်းကဖော်ပြခဲ့ပါတယ်။အိန္ဒိယပြည်ထောင်ဝင်ကြီးအမေရှာဟာအိန္ဒိယအရှိမြောက်ဘက်မှပြည်နယ်ဝင်ကြီးချုပ်တွေနဲ့အစည်းအဝေးပြုလုပ်ပါတယ်။ဝင်ကြီးအမေရှာဟာဒေသရင်းပြည်မှုဆိုင်ရာဥပဒေတည်တည်ပြဋ္ဌာန်းရေးအတွက်လုပ်ငန်းစဉ်တွေကိုစဉ်းစားသုံးသပ်ဖို့ဂူဝါဟတ်တီမြို့မှာအစည်းအဝေးခေါ်ယူခဲ့တယ်လို့မီဇိုရမ်ပြည်နယ်ဝင်ကြီးချုပ်လာလိုဟိုမာကမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်မီဇိုရမ်ပြည်နယ်ဟာငြိမ်းချမ်းနေတဲ့အတွက်လုံခြုံရေးနဲ့ဆက်နွယ်တဲ့အသုံးစရိတ်တွေရရှိခဲ့တာမရှိကြောင်းလဲလာဒူဟိုမာက ပြောပါရယ်။ကျန်တဲ့ပြည်နယ်တွေအကုန်လုံးကလုံခြုံရေးနဲ့ဆက်နွယ်တဲ့အသုံးစရိတ်တွေရရှိခဲ့ပါရယ်။မီဇိုရန်ပြည်နယ်ကတော့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်နယ်ဟာအိန္ဒိယမှာအငြင်းချမ်းဆုံးပြည်နယ်ဖြစ်နေလို့ပါပဲ။အဲဒါကြောင့်အငြင်းချမ်းဆုံးပြည်နယ်ဖြစ်နေတာကအရှုံးသမားတစ်ယောက်ဖြစ်နေတဲ့အထိပ်ပဲပါပဲ။ငြင်းချမ်းရေးဟာပတ်စံမရပါဘူး။ငြင်းချမ်းမှုကနေဝင်ငွေတွေမရပါဘူးလို့ပြောကြခဲ့ပါရယ်။ဘ ਹੁ ဆိုးရအနေနဲ့မီဇိုရန်ပြည်နယ်အတွက်လုံခြုံရေးနဲ့ပတ်သက်တဲ့အသုံးစရိတ်ကိုပေးရခြင်းမပြုရင် မီဇိုရန်ပြည်နယ်အတွက်ငင်းငင်းကြီးအပူစုကြီးပေးတင်ကြအောင်အဲ့ဒီငင်းငင်းကြီးအပူစုကြီးဟာငင်းငင်းကြီးအတွက်အသုံးပြုတဲ့ငွေကြေးတွေရဲ့တာဒကတစ်ခုဖြစ်လာလိမ့်မှာဖြစ်ကြောင်းလာရူဟိုမာကပြောပါတယ်မီဇိုရန်ပြည်နယ်ဟာမြန်မာဘင်္ဂလားဒေ့ရှ်နဲ့မနီပူရာပြည်နယ်အိန္ဒိယတို့ကအင်ပြေရာပြစ်ထွက်ပြေးတိမ်းရှောင်လာတဲ့လူပေါင်း၄၀၀၀ခန့်ကိုလက်ခံထားရကြောင်းလည်းသူကပြောပါတယ် ျွန်တော်တို့ကသူတို့ကိုကြွေးမွေးစောင့်ရှောက်ထားရပါတယ်သူတို့ကလေးတွေကိုလည်းပညာသင်ပေးနေရပါတယ်ဒါဟာကျွန်တော်တို့ပြည်နယ်အတွက်ဝင်တော့ဝင်ဖို့တခုလို့ဖြစ်နေပါတယ်အဲဒါကြောင့်ဘို့ဆိုးရစီကနေထောက်ပံ့မှုတွေလိုအပ်ပါတယ်လို့လာရူဟိုမာကပြောကြားခဲ့ပါတယ်မြန်မာဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ထိစပ်နေတဲ့မီဇရန်ပြည်နယ်အိန္ဒိယရဲ့နေဇက်ဒေတာကိုလာရူဟိုမာကထောက်ပြခဲ့ပြီးမီဇရန်ပြည်နယ်ဟာနေဇက်တွေမှာလူဝင်မှုစစ်ဆေးရေးဂိတ်တွေပုံမလိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်ရဲဌာနမှာလည်းဝန်ထမ်းအင်အားလိုအပ်ချက်များပြားနေတာဟာစွမ်းဆောင်ရည်ညံ့ဖြစ်နေတာကြောင့်ဖြစ်တယ်လို့သူကပြောပါတယ် မီဇိုရန်ပြည်နယ်အတွက်ရင်ဆိုင်နေရတဲ့အထူးကပြဿနာမှာအင်တာနက်ဆက်သွယ်ရေးဖြစ်ပြီးဆက်သွယ်ရေးနဲ့နှီးပညာဝန်ကြီးဌာနအနေနဲ့အဲ့ဒီပြဿနာကိုဖြေရှင်းပေးဖို့လာဒူဟိုမာကတိုက်တွန်းခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အလာကတ်လုတ်သားအင်အားစုကိုထူထောင်ရမယ်လို့ထိုင်းကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကြံသိမ်းမီကာလအတွင်းအလောက်ကင်တွေရွှတ်ချမှုဇက်တိုက်ရှိခဲ့တာကြောင့်စီးပွားရေးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်တဲ့အခြေအနေမှာနာဂတ်လုံတာအင်အားစုကိုထူထောင်ရမယ်လို့ထိုင်းကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းရှင်တွေအဖွဲ့ချုပ်ရဲ့ဒူဥက္ခရာတာနက်ဆိုရက်ကပြောကြားခဲ့ကြောင်းဘန်ကောက်ပို့စ်မှဖော်ပြခဲ့ပါတယ်။အမေရိကန်နဲ့ပြည်ပနိုင်ငံတွေရဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ပြည်တွင်းဝယ်လုပ်အားတွေကျဆင်းနေပြီးပြည်ပဖိအားတွေမြင့်တက်လာမှုအပါအဝင်ဖြည့်ရှင်းရမယ့်အကြောင်းအရာတွေရှိနေတယ်လို့သူကပြောပါတယ်။အလောက်ကင်ဈေးကွက်မတည်ငြိမ်မှုကြောင့်လုံတာအင်အားဈေးကွက်ကိုကမ္ဘာလုံးဆိုင်ရာနဲ့ဒေသတွင်တောင်းဆိုမှုတွေနဲ့ကိုက်ညီမှုရှိစေဖို့ စိုးရအနေနဲ့အချိန်မြင့်လှုပ်ဆောင်ဖို့စီးပွားရေးလုပ်ငန်းရှင်တွေကတိုက်တွန်းနေကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစတင်ခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲနဲ့အခွန်တိုးကောက်တဲ့အစီအစဉ်တွေကြောင့်ပြည်တွင်းဝယ်လိုအားတွေကျဆင်းမှုအခြေအနေပုံမဆိုးရစေခဲ့ပါတယ်။အဲဒါကြောင့်ကုန်ထုတ်လုပ်ငန်းတွေအထူးသဖြင့်မော်တော်ယာဉ်နဲ့အပိုပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဝန်ထမ်းအင်အားတွေကိုရှော့ချရပွဲ၊ဂျာမားမဟုတ်လုပ်ငန်းတွေကိုရန်နာရပွဲရှိတယ်လို့ကြွန့်ကျင်သူတွေကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကဆက်ယုံပေါင်း100ကျော်ကလားစင်ပိတ်ခဲ့ရပြီးအဲ့ဒီအခြေအနေမှာနှစ်နှစ်ဆက်တိုက်ဆက်ယုံတွေလားစင်ပိတ်ရတဲ့အခြေအနေဖြစ်ကြောင်း cash con ုတ်သေးတနာစင်တာကဖော်ပြခဲ့ပါဗျ။အဲ့ဒီနှုန်းတာဟာ2025ခုနှစ်မှာလဲတေကြာဘော့ဆက်လက်ဖြစ်ပွားဖွယ်ရှိတယ်လို့ Mr. Tarnick ကပြောပါဗျ။အခုနှစ်ဒုတိယ3လဘက်ကာလအကုန်မဲ့အချိန်မှာဆက်ယုံနေအများအပြားပိတ်တာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်လို့သူကပြောပါဗျ။အထူးသဖြင့်2023ခုနှစ်ကတည်းကရောင်းအားတွေကျဆင်းခဲ့တဲ့မော်တော်ယာဉ်လုပ်ငန်းကဏ္ဍမှာဆက်ယုံနေပိတ်ရဖွယ်ရှိတယ်လို့လဲ Tarnick ကပြောပါဗျ။ပြီးခဲ့တဲ့နှစ်ကဘန်တွေနဲ့ဘန်နာရေးကုမ္ပဏီတွေဟာမော်တော်ယာဉ်လုပ်ငန်းအတွက်ချင်းငွေတွေကိုတင်းကျပ်ခဲ့တာကြောင့်ပြည်တွင်းမော်တော်ယာဉ်တွေရောင်းအားဟာနှစ်အလိုက်26တ တသက်မှ100ခန်းလုံးကျဆင်းသွားခဲ့တယ်လို့ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် FDI ကထုတ်ပြန်ခဲ့ပါတယ်။ရောင်းအားက၄ပုံ၃ပုံလောက်ကျဆင်းသွားချိန်မှာမော်တော်ယာဉ်လုပ်ငန်းရှင်တွေအတွက်အရင်ဆုံးရင်စရာကောင်းတဲ့အခြေအနေဖြစ်ပါတယ်။အကျိုးမော်တော်ယာဉ်လုပ်ငန်းတွေဆိုရင်နှစ်နှစ်လောက်အထိလုံသားအင်အားမလျှော့ချဘဲတောက်ခံထားနိုင်ပေမယ့်ဒီနှစ်ထဲမှာတော့ထရန့်ရဲ့မူဝါဒကြောင့်လုံသားအင်အားတွေလျှော့ချရလိမ့်မယ်လို့ Tronic ကပြောပါတယ်။ ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့လှုံ့ဆော်နေကြမှာပဲ။မလ၁၈ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့လှုံ့ဆော်နေချိန်မှာမတ်လ18ရက်နေ့မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ပြောကြားခဲ့ကြောင်း AB မှဖော်ပြခဲ့ပါတယ်။ထရန့်ကမတ်လ16ရက်ညနေခင်းအချိန်မှာဖလော်ရီဒါမှဝါရှင်တန်ကို F1 နဲ့ပြန်လာချိန်လေရင်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တခုခုကြေညာပြင်မယ်ဆိုရင်မတ်လ18ရက်နေ့မှာဖြစ်လာမှာပါ။မတ်လ18ရက်နေ့မှာကျွန်တော်တို့သမ္မတပူတင်နဲ့ဆွေးနွေးသွားဖို့ရှိပါတယ်။ဒီသတင်းပတ်ကောင်မှာအလုပ်အများကြီးပြီးစီးသွားတယ်။ဒီဆွေးနွေးမှုကနေစစ်ပွဲအဆုံးသတ်ရေး ွာလာနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ Trump ကပြောကြားခဲ့ပါတယ်။ American က sorry ဆွေးနွေးပွဲပြီးမှ Ukraine စစ်ပွဲပြီးဆုံးရေးကိုအဆိုပြုထားပါတယ်။အဲဒါကြောင့် Ukraine ရုရှားပြစ်ခတ်ရစေးရေးသဘောတူညီချက်ကိုသတင်းပတ်အနေငယ်အတွင်းရရှိနိုင်လိမ့်မယ်လို့ယူဆထားကြောင်း American တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ sorry ဆွေးနွေးပွဲမှာရရှိခဲ့တဲ့သဘောတူညီချက်ကို Ukraine ဘက်ကလက်ခံထားတယ်လို့ American ကပြောကြားခဲ့ပါတယ်။စစ်ပွဲမှာပြစ်ခတ်ရစေးရေးကိုလက်ခံဖို့ American နဲ့ Ukraine ရဲ့ဥရောပမဟာမိတ်နိုင်ငံတွေကရုရှားအဖိအားပေးလျက်ရှိနေပေမဲ့ Putin ကတော့ပြပြတတအဖိပေးခြင်းမ ရှိသေးပါဘူး။ပူတင်နဲ့စကားပြောဆိုရမှာမြေယာကိစ္စနဲ့တအားပေးစက်ယုံကိစ္စတွေကိုလည်းဆွေးနွေးသွားမယ်လို့ထွန့်ကပြောပြခဲ့ပါဗျ။မြေကိစ္စအကြောင်းနဲ့တအားပေးစက်ယုံကိစ္စတွေကိုဆွေးနွေးသွားမှာပါလို့ပိုင်ဆိုင်မှုအချို့ခွဲခြမ်းရေးကိုရင်းညွန်းကပြောခဲ့ခြင်းဖြစ်ပါတယ်။ထွန့်ရဲ့အထူးတန်တမန်စတေဝုတ်ကော့ဟာမကြသေးမီကမော်စကိုမြို့တော်ကိုတွားရောက်ခဲ့ပြီးပူတင်နဲ့နာယီတော်ကြားဆွေးနွေးခဲ့ပါတယ်။ထွန့်နဲ့ပူတင်တို့ဟာမကြမီအပြုသဘောဆောင်သောဆွေးနွေးမှုကိုလှုပ်ဆောင်ကြတော့မယ်ဖြစ်သောစတီကဆောပိုင်းမှာပြောကြားခဲ့ပါတယ်။ စီအန်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းပုဒ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်2026ကမ္ဘာဖလားခြေစစ်ပွဲတွေအတွက်ရွေးချယ်ခံထားရတဲ့လူစီရင်ကနေမက်ဆီထွက်ခွာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီဟာတန်ရာကြောင့်ဒီလာတဲ့ကစားမဲ့2026ကမ္ဘာဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ခံထားရတဲ့လူစင်းကနေထွက်ခွာခဲ့ပါတယ်။မက်ဆီယာအင်တာမိုင်ယာမီအသင်းကအတ္လန်တာယူနိုက်တက်အသင်းကိုငကိုတကိုနဲ့အနိုင်ရခဲ့တဲ့မေဂျာလိပွဲစဉ်မှာပါဝင်ကစားခဲ့ရင်ဒဏ်ရာရရှိသွားခဲ့တာပါ။အဲဒါကြောင့်အင်တာမိုင်ယာမီအသင်းဟာမက်ဆီရဲ့ဒဏ်ရာအခြေအနေကို MRI စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးကြွက်သားဒဏ်ရာရရှိကြောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းဟာပြီးခဲ့တဲ့ပွဲဒီမှာမက်ဆီကိုအနားပေးခဲ့ပြီးကာဗာလီယာအသင်းနဲ့ကွန်ကာကပ်ချန်ပီယံများဖလားပြိုင်ပွဲမှာလူစားဝင်အဖြစ်အသုံးပြုခဲ့တာပါ အလန်ဒါအသင်းရဲ့ပွဲမှာတော့မက်ဆီယာအင်တာမိုင်ယာမီအသင်းရဲ့ပွဲထွက်လူစည်းမှာပါဝင်လာခဲ့ပြီးတွင်းကိုတွင်းယူနိုင်ခဲ့ပေမဲ့တိုင်ရန်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မက်ဆီယာအာဂျင်တီးနားအသင်းရဲ့2026ကမ္ဘာဖလားခြေစစ်ပွဲနှစ်ပွဲကိုပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။အာဂျင်တီးနားအသင်းဟာ2026ကမ္ဘာဖလားခြေစစ်ပွဲတောင်အမေရိကဇုံမှာ12ပွဲကစားထားပြီးရမှတ်25မှတ်နဲ့ထိပ်ဆုံးနေရာရပ်တည်နေရပါ။အာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီယာဒီခြေစစ်ပွဲဒီမှာ6ဂိုးတွင်းယူထားပြီးဂိုးတွင်းအများဆုံးကစားသမားဖြစ်ဦးဆောင်နေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းအားမက်ဆီအပြင်ရိုမာအသင်းတိုက်စစ်မှုတိုင်ပါလာနဲ့ River Plate အသင်းနောက်ခံသူ Montreal တို့ကိုလည်းတိုင်ရကြောင်းအနာပေးထားရတာပါအာဂျင်တီးနားအသင်းအားခြေစစ်ပွဲတွေအတွက်မလ22ရက်မှာ Uruguay အသင်းနဲ့အဝေးခွင်25ရက်မှာ Brazil အသင်းကိုအင်ကွင်းရှင်ပြိုင်ရမှာဖြစ်ပါတယ်စီအန်အန်ဒရင်းထနာရဲ့2025ခုနှစ်မလ16ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုရပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါသည်ခင်ဗျာ